ဟယ်လိုနီလာတခုလောက်မြစ်တန်ရခန့်ရှင်လို့ပါ။အမ်အတိပေးရတယ်ဟုတ်တယ်ပေါ့နော်။နီလာရဲ့ပေးရနီလာလက်ရှိဒီပေးရနီလာနီလာရဲ့အကောင့်ကိုရမလားအကောင့်နီလာကိုပေးစာပစ်ကိုအပ်ထားတယ်။အပ်ထားတဲ့အချိန်မှာနီလာကအခုပေးစာပစ်ကဘက်ကဘာပြောလဲဆိုနီလာကအကောင့်နီပေးရဝင်လာထွက်လာနဲ့အဲ့ပါလေခဏခဏပြရတယ်။ခမမဖြစ်ဘူး။အဲ့ကြောင့်မို့နီလာရဲ့ပေးဒီအကောင့်နီတာတခုခုဖြစ်ခဲ့တည်ရှိတော့နီလာကဘယ်သူတည်းဘယ်လိုစိတ်သက်ရှိရဆိုနီလာကကောင်းကောင်းသိပါရဲ့။နော်ဘယ်လိုမျိုးလေးပြုတ်မှုတက်တယ်ပေါ့နော်။ ပြောပါပါပြလိုက်တော့အဲ့လိုမျိုးလေးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကချက်ချင်းမုန်းခြင်းမရှိပါဘူးဘသူဘသူမှလည်းကျွန်တော်တို့မဆွဆွဲသလိုဘသူဘသူမှလည်းကျွန်တော်တို့မတိုက်ခိုက်ဘူးကျွန်တော်တို့ပြောတဲ့စကားလုံးတစ်လုံးချင်းစီတိုင်းကနှစ်ဦးသဘောတူပြောခဲ့တဲ့အရာတွေကိုပဲကျွန်တော်တို့ဘာလို့ပြောမှလဲပြောပြခြင်းဖြစ်ပါတယ်ပူလာတာလူလာတာမရှိဘူးအဲ့ဒီစကားလုံးတစ်လုံးချင်းစီတိုင်းကိုလည်းကျွန်တော်တောင်းယူပါတယ်ချက်တလို့ဖြေရှင်းလို့ရပါတယ်ပေါ့နော်ကျွန်တော်အခုပြောပြချင်တာကကျွန်တော်တို့ကအခုမှ အဲကျွန်တော်သမီးလေးနာမည်လေးပေါ့နော် diamond နာမည်လေးနဲ့ကျွန်တော် DM brand လေးစထုတ်တဲ့အချိန်မှာကျွန်တော်တို့ပေးလေးတာဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်တောက်သွားတာလို့ပြောလို့ရှိရင် error တခုတည်းပဲကျွန်တော်တို့လက်ထက်တွေကိုဆုံးရှုံးသွားတာလို့ဆိုလို့ရှိရင်ပေါ့လေကျွန်တော်ကလုတ်တင်လုတ်ထိုက်တာကိုလုတ်မယ်ဆိုတဲ့အကြောင်းလေးကိုသတိပေးတာပါဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးက အဲဘယ်လိုဘယ်လိုလုပ်တယ်လဲဆိုတာကိုကျွန်တော်တို့ကကောင်းကောင်းသိထားတဲ့အတွက်ကြောင့်ပေါ့လေနော်။အနီလာကလေညီလာကို unfriend လုပ်သွားတာ။ညီလာကညောင်လုံးလောက်သွားတာ။ပေ့ကိုပေ့အနေနဲ့ညီလာကိုဘလော့လိုက်တာ။အပီးဘလော့လိုက်တာလေညီလာကိုစိတ်ကမှဘာမှမရှိဘူး။ညီလာကပစ္စည်းထုတ်ကိုပိုင်ထုတ်တော့မယ်ဆိုတဲ့အချိန်မှာအလုပ်တွေညီလာကိုနစ်နစ်နဲ့ချီပြီးအလုပ်တွေတူတူလုပ်ခဲ့ကြတယ်။ညီလာသူ့အများကြီးလုပ်ပေးခဲ့တယ်။အများကြီးဒီ brand တက်ညီလာအများကြီးတိုးစားခဲ့။ဒါတွေအတွက်ညီလာကိုလုပ်ခဲ့တဲ့လက်တွေပြီးလုပ်ခဲ့တဲ့အရာတွေရော မျက်နာတော့မကြည့်ပဲနဲ့နီလာပစ္စည်းအစ်တစ်ထုတ်တဲ့ချိန်မှာနီလာကိုအဖြေရှိတ်လှုပ်ပေးဖို့ညနေတတာဘာမှကူညီမှုမရှိလိုက်ပြင်နီလာကိုဒီလိုဘလော့တာကြီးအန်ဖက်လောက်တာကြီးနီလာအဲ့ထိဘာစိတ်မှမရှိပါဘူးစိတ်ထဲမှာဘာစိတ်မှမရှိဘူးအော်သူ့စိတ်ထဲမှာဒီလိုရှိတတ်တာဘဲဆိုတော့အရာတစ်ခုပဲနီလာစိတ်ထဲမှာထားပါတယ်ဒါပေမဲ့လို့ နေလာတော့ပေ့တွေအကောင့်ကြီးတစ်ခုခုသာဖြစ်ခဲ့တည်ရှိတော့ကျွန်တော်လည်းလိုချင်လုပ်တတ်တာလုပ်မှာပါပေါ့နော်ဒါပေမဲ့သူကကျွန်တော်မျိုးသမီးပြောတယ်ပေါ့နော်အဲ့ဒါတွေကသူ့မှာလုပ်ပိုင်ခွင့်ရှိတယ်စိတ်လည်းမစိုးဘူးဘာမှလည်းမဖြစ်ဘူးအေးစစ်နားလေအပြည့်ဝနားလေဒါပေမဲ့ကျွန်တော်သမီးလေးရဲ့ပုံရိပ်ပေါ့နော်ကျွန်တော်တို့ဒီ brand လေးကျွန်တော်မျိုးသမီးလေးရဲ့ပုံရိပ်ပြီးကျွန်တော်မျိုးသမီးရဲ့ဂုဏ်သိက္ခာအတွက်ကျွန်တော်တို့ဒီဟာလေးစပြီးတော့ထုတ်တဲ့အချိန်မှာကျွန်တော်တို့ပေးနေကျွန်တော်တို့အကောင့်လေးကဒီလိုမျိုးသာဖြစ်ခဲ့မှာဆိုရင်တော့ကျွန်တော်က အပြည့်အဝလုံတင်လုပ်ထိုက်တာလုံးမယ်ဆိုတဲ့ကြောင့်ကျွန်တော်ချစ်တဲ့ပြည်ဟာလေညီကောင်မောင်မတွေအားလုံးနေပေါ့နော်ကျွန်တော်ကအတိပေးစီဖြစ်ပါတယ်ပေါ့နော်မေတ္တာရခံတာပေါ့နော်အဲအဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ဘသူတွေကဘလို့ပုံစံမျိုးလုပ်တက်လဲဆိုတော့ကျွန်တော်တို့ကကောင်းကောင်းသိထားတဲ့အတွက်ကြောင့်ကျွန်တော်လည်းလုံတင်လုပ်ထိုက်တာလုံးမယ်ဆိုတဲ့ကြောင့်လေးကိုမေတ္တာရခံရင်အတိပေးစီဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်ကျေးဇူးများကြီးပါတယ်ဒီမှာဒီ comment ကိုပြန်ချင်လို့လို့လေစားရအနေအောင်ပြေးလာခဲ့ရသည်လား ဘာဖြစ်လို့ဆိုတော့မီလာကလေအရှိမ comment တွေအကုန်လုံးမပြောင်းဘူးတိလာ။ဘာဖြစ်လို့စိတ်အရန်တိုတက်လို့တခုခုဆိုလို့ရှိရင်လေအမန်တရားတွေပြောတာဆိုတောင်း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 ဆိုစိတ်တွေကတိုသွားတော့မပြောတာတိလာကိုရဲမနာဝင်ပြန်ခါညာ။ဒါကတော့တော်တော်တရားလုံးလို့ဒီလားပြောတာတိလာ။ဘာမှလည်းတိလာမဟုတ်ဘူးတိလာ။အတောင်းရင်ဘာမှမကြည့်ပဲနေလာပြောပြမယ်။နေနေပဲပြပြမယ်တိလား comment တွေကိုဒါကနှစ်ခုရှိတယ်နောက်မှကိုရဲမလားဖတ်ပြလိုက်မယ်။နီလာလီဒါလောက်ခဲ့တော့ကလေသူ့ပစ္စည်းနဲ့တခြားပစ္စည်းနဲ့ပုံသွဲတင်အောင်မှမတင်ပါနဲ့ဆိုနီလာတို့လာပိတ်ပြင်တာ နောက်ဆုံးအဲ့လိုပိတ်ပင်နေသူကနော်နောက်ဆုံးညီကကိုပိုင်ကိုပစ္စည်းကိုထောက်တော့မယ်လို့ပြောရတဲ့အချိန်မှာရောင်းဖို့မပြောနဲ့ရောင်းခွင့်ပေးဖို့မပြောနဲ့ညီလာတို့ကိုလေသူ့ပစ္စည်းသူ့ brand name ကိုတော့ပစက်ကထောက်မပြောပါနဲ့ညီလာတို့ပြောခဲ့တာပြီးရင်ညီလာတို့ပစ္စည်းကိုတိမ်ပေးပါလို့လည်းတခါမှညီလာတို့သူ့တော့မပြော respect ထားရတဲ့အနေနဲ့ညီလာတို့ကိုပိုင်ပစ္စည်းထောက်တော့မယ်သွားတိုင်ပင်တာဒါကို तू ကသူ့ brand name ကိုလည်းပစက်ကမထည့်ပါနဲ့မပြောပါနဲ့ပြီးပင့်နေကိုလည်းအမြန်ဆုံးချိန်ပေးပါသူ့ပစ္စည်းကို तू ပြန်သိမ်းပေးမယ်ဆိုမှပြောတာနောက်ဆုံးဒီကြံခဲ့တဲ့နှကန်းညီကိုလည်းညီလာတို့က မ့်မယ်ဆိုရင်အကုန်သိမ်းလိုက်ပေးတယ်ရောင်းကိုမရောင်းတော့ဘူးအကုန်ပေးတယ်ဒါပေမဲ့ तू ကဒီဟာ promotion ချထားတဲ့ပစ္စည်းမို့လို့ကိုယ်စိတ်ကြက်ကိုဖန်ကိုရောင်းဆိုတော့ဒီကတော့ကိုယ်စိတ်ကြက်ကိုမရောင်းလို့ဒီကဘယ်လိုသွားရောင်းမလဲအဲ့ဆိုရင်အခု comment မဲ့နေတယ် तू နင်သာသိမ်းပေးလေငါတို့ငါတို့ပစ္စည်းသိမ်းပေးမလားငါတို့ကပတ်စံသိမ်း၄၅ရောင်အရှုံးခံရင်ငါတို့ကဒီတိုင်းထားရမှာရောင်းရမှာပေါ့ तू မသိမ်းပေးတဲ့ပစ္စည်းလေသိမ်းပေးအကုန်သိမ်းပေးလို့ငါတို့ပြောဘူးကွာ तू ကမသိမ်းပေးတာမသိမ်းပေးတဲ့ဟာငါတို့ကရောင်းရမှာပေါ့ဟုတ်ကျွန်တော်ပြမယ် ဒီကမမနဲ့တူပါလေလောက်တာပရိုမိုရှင်ကိုအောက်တန်းကြရတယ်ပေါ့နော်ကို brand ကိုလုံးနေတာကြတော့ကောင်းတယ်သူများ brand ကြတော့မကောင်းဘူးစိတ်ကြအောင်ကြရတာပစ္စည်းတွေပြင်သိမ်းပြတာတော့ကျေစုတင်ရမယ်ပေါ့နော်ဒီမှာရေးထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဘယ်လိုပြောရမှာလဲတစ်ခါမှတော့မကြဘူးအောက်တန်းကြတဲ့စိတ်သက်တွေပေါ့နော်ပြီးကျေစုတင်ရကောင်းမှမသိဘူးအတိတရားမရှိဘူးပေါ့နော်ပြန်သိမ်းပေးနေတာတော့စိတ်ကြီးဝင်နေတယ်โอเคကျွန်တော်ပြောပါဒီ comment ပိုင်ရှာဝင်ကြည့်တော့ pro ပိုင်ရတယောက်မှမရှိဘူးအသစ်ဖွင့်ပြီးတော့ကျွန်တော်တို့ဒီကနေအဲ့လိုမျိုးလာပြောပြီဆိုရင်အဲ့လိုအလုပ်မျိုးဘယ်သူလုပ်တတ်လဲဆိုတာကျွန်တော်သိတယ်နော်ကျွန်တော်ကောင်းကောင်းသိတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်ရဲမင်းတော်ဖုန်းဆက်ခဲ့ပါ face to face ကပြောလို့ရပြီးတော့ကျွန်တော်တို့ဒီ respect ပေးပြီးတော့ကျွန်တော်တို့ leader အဖြစ်ကနေနားတော့မယ်ဆိုတဲ့အချိန်မှာ respect ပေးပြီးတော့ကြာပြောတဲ့အချိန်မှာကျွန်တော်တို့ brand piece ကိုလည်းတစ်ခါမှပြန်မသင်ခိုင်းဘူးကျွန်တော်ပဲကျွန်တော်အစီအစဉ်ကလေးရောင်းမယ်ရတယ်ဆိုတဲ့အချိန်မှာဟုတ်ဘူးကို brand ကိုရောင်းတော့မယ်ဆိုလို့ရှိရင်တော့ဒီလေးကိုလည်းအလုပ်ရှုပ်မှာဆိုတော့အကိုအကိုကပဲပစ္စည်းတွေအားလုံးကိုပြန်သိမ်းပေးလိုက်မယ်အဲ့လိုပြောတဲ့အချိန်မှာကျွန်တော်အကေးသိမ်းလေအားလုံးသိမ်းသွားနှကန်းကြီးလေးကအစားသိမ်းသွားလို့ပြောတယ်နှကန်းကြီးကတော့ promotion ချထားတဲ့အချိန်ခါမှလို့သူတို့မသိမ်းမနိုင်ဘူးပြောတယ် okay လက်သိမ်းခံတယ်ကျွန်တော်ဘာပဲဖြစ်ဖြစ်လက်သိမ်းခံတယ်ကျွန်တော်က AC ရတယ်အဲပြီးလို့ရှိရင်ခွင့်နင်းကိုလည်းနေ့ချင်းညချင်းအားချင်းချင်းရမှာအဲ့ဒါတွေကတော့ကျွန်တော်တို့အဆင်ပြေအောင်အားလုံးလိုက်လုပ်ပေးရတာနော်ကျွန်တော်ဖိတ်ဆုံးပြောချင်တာက ဒီလိုအေးသားမျိုးနဲ့ဒီလိုအလုပ်မျိုးဘယ်သူလုပ်တယ်လဲဆိုတာကျွန်တော်မသိဘူး။ပြီးရင်ဒီလာတို့ကိုသူ့ brand name တော့မတက်ပါနဲ့။နှာခမ်းညူလေကောင်းကိုတက်လို့ရောင်းတယ်။သူ့ name တော့မတက်ပါနဲ့ဆိုတော့ဒီလာတို့သူ့ brand name တလုံးတော့မတက်ပဲဒါတော့ရောက်အောင်ရောင်းတယ်။တကယ်ပစ္စည်းအများကြီးကြတော့ဒီလာတို့သူတို့ပြန်မသိမ်းပေးဘူး။သူ့ brand name လည်းမတက်ရအောင်။သူ့ပစ္စည်းပုံယူသုံးဖို့မပြောနဲ့။ name တော့မတက်နဲ့ဆိုဒီလာအပစ္စည်းတပုံကြီးကိုတိုင်းကိုထောင်နဲ့ချီရယ်။အပစ္စည်းတပုံကိုဒီလာတို့ဘယ်လိုသွားရောင်းလဲ။ name လည်းမတက်နဲ့။ပုံလည်းမတင်နဲ့ဆိုဘယ်လိုရောင်းလဲ။ညင်ရောင်းလေ။အဲ့တော့မရောင်းနိုင်ဘူးအဲ့ပစ္စည်းတစ်ခုလည်းရောင်းဖို့မရောင်းချင်ဘူးတိလားမသိမ်းပေးဘူးဆိုတော့အာမှာချိန်မိတ်ပြီးရောင်းနေအဲ့ဒါအောင်မှတော့ ူပစ္စည်းသူ့ရဲ့နာမည်တလုံးမမတက်ပဲနဲ့ရောက်အောင်ရောင်းနေတာဘာမှလည်းမသိပဲနဲ့အာဝင်ချောင်းမှအကောင့်တူဝင်နဲ့ရှောက်ပြီးပြောမနေနဲ့ဒီလားတကယ်တမ်းပြောချင်တယ်ဆိုဖုန်းလာဆက်ပြီးမှပြောခဲ့လိုက်ကိုရညာပြောချင်တယ်ဆိုလာပြောကျွန်တော်တို့အဲ့လိုမျိုးနားလည်မှုကိုပြောဆောင်တာနော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြောချင်တာကဒီလိုရေးသားမျိုးနဲ့ဒီလို Facebook နဲ့ရေးမယ်ဆိုဖုံးဆက်လိုက်နော်ဘလူဘလူပုံစံမျိုးရေးတက်လဲဆိုတော့လေကျွန်တော်သိတယ်အဲ့ဒီကြောင့်ဖုံးဆက်လိုက်ပြီးတော့ရှင်းလိုက်နော်မကျင်နဲ့ဘူးဆိုရင်ထဲမှာခန်းစားမိတယ်ဖုံးလာဆက်ခဲ့လာဘာမှမဖြစ်ဘူးနော်ကျွန်တော်ပြောချင်တာလေနော်ဒါပဲအများကြီးပြောလို့ရှိရင်ဟောကျွန်တော်တို့ကပြောလို့ရှိရင် ဒီမှာကျွန်တော်တို့အလုံးဖြစ်မှာစိုးလို့ဒါပေမဲ့ဒါကဒီစတော်ရေးတာကျွန်တော်အရန်လုံးနော်ကျွန်တော်တို့ကဘာမှတောင်းမဆိုခဲ့ဘူးဒီလိုဘက်ကပဲတောင်းဆိုခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ကလုပ်ပြီးခဲ့တာမိလာတို့ကလုပ်ခဲ့တာတွေအများကြီးပဲဘာမှမပြောချင်ဘာမှမဖြစ်ချင်ဘူးဘာမှအောင်မပြောတာအဲ့တော့နောက်ထပ်နောက်ထပ်လာပြီးပြောရတူဆိုတော့တခါလဲဘာမှအောင်လည်းပြိုင်းမပြန်တော့ဘူးတခါလဲဒီမှာပိတ်မယ်တခါလဲဘလို့ပြင်မှာဟုတ်ကဲ့ပါလေဒီနေ့မှာလေးပြကတ်ထားလာနေတယ်ကျွန်တော်ဆက်ဆက်ဖတ်ပြပါမယ်ဟာဖတ်စရာမလိုအလုပ်ကမှမရသေးတူဟာ ဗာတီလည်းပဲစနစ်နဲ့မလုပ်ဘူးဆိုတာကိုခဏခဏပြောနေတော့တဲ့အမြင်ကက်လာပြီတဲ့ပထမဆုံးကို့ကိုစတိခဲ့တာဘယ်ဘရန်နဲ့စပြီးတိခဲ့တာလဲတဲ့ဂျေဆုရှင်ကိုလည်းဂျေဆုကန်းတာမျိုးဆိုရင်တဲ့လူမျိုးကိုလည်းအထင်ကိုမကြည့်ဘူးတဲ့โอเคမလေးကိုပြပြပြီပေါ့နော်ကိုတို့ကဘယ်ဘရန်ဟိုမှာလဲကိုတို့ကမစော်ဘူးဆိုတော့ဘယ်ဘရန်ဖောင်တာမအောင်လဲကိုယ်ကဒီနေ့ဒီချိန်ဒီဂျေဆုခံခဲ့တာမရှိဘူးပေါ့နော်ကိုတို့မေးကြည့်ပါဒီနေ့ဒီချိန်ဒီကိုတို့ဒီကလေးတစားနဲ့ပဲဆက်ဆက်နဲ့လေးလေးတစားဆက်ဆက်နဲ့ respect အပြည့်ပေးအဲ့လို respect ပြည့်ပေးလို့လေကိုတို့တွေကကိုတို့ဒီ ဘရန်ဒ်လေးပြောဖတ်တော့မယ်ရှင်တလေးတစားနဲ့ကိုတော့ပြောခဲ့တာโอเคနောက်တစ်ခုကကြတော့ဘယ်ဘရန်ဒ်နဲ့တူပြီးတော့များလာလဲကျေးဇူးပြန်နေတကားကိုကတော့လုံးဝလက်မခံဘူးဘယ်ဘရန်ဒ်နဲ့စပ်တိလာတာလဲဆိုလို့ရှိရင်နီလာဆိုတာလေအခုလူကြီးအပေါ်နဲ့တမေးကြီးစားမဖြစ်ခင်နေရတယ်ရုံခဲ့တဲ့6နှစ်လောက်တည်းရတယ်နီလာဆိုတာ online business မှာအလုပ်လုပ်နေတယ်ဟုတ်ပါတယ်เนาะအဲ့ဒါကိုညီမလေးမသိဘူးဆိုလို့ရှိရင်ပြန်လေးလာလိုက်အောင်အဲ့ဒါမှမညီမလေးဖုန်းခေါ်နေတာ ဘောနော် Facebook တုန်းကလောက်ကြရတယ်လို့ပဲပြောရဲရှူစားတယ်နော်ဟိုပြရမယ်အခုတော့ဒီနေ့ဒီစီဒီဘသူ့ဟိုမှလည်းမစောခါတယ်လို့ဘသူ့ဟိုမှလည်းဘယ်လိုပြောရမှာလဲမလေးမစားလုပ်ခဲ့တာမရှိဘူး respect အပြည့်ဝပေးတာပြီးတော့မလေးပြောတဲ့လူမာဒီလည်းပဲစနေနေခဏခဏမလုပ်ဘူးမလုပ်ဘူးဒီစနေမလုပ်ဘူးလို့ပြောနေဆိုတာကအခုတို့ဝင်းရင်လည်းဒီကုန်တော့ မာရီလည်းပဲစနေတော့မလုပ်ပါနဲ့ဒီနေ့အနေနဲ့လုပ်ပါဒီနေ့အနေနဲ့လုပ်ပါဆိုတော့ကိုတို့အကြံဉာဏ်ပေးနေတယ်အဲ့ဒါကိုကိုတို့အကောင်းဆုံးသူတို့ရှိရတယ်ပေးတဲ့အကြံဉာဏ်အကောင်းဆုံးကိုတို့ရှိတာကိုတို့လည်းမာရီလည်းပဲစနေနဲ့မသွားကြဘူးကိုတို့လည်းဘယ် brand ပဲ brand မှာမာရီလည်းပဲစနေနဲ့လုပ်တယ်လို့မပြောဘူးနော်ပြောစရာအကြောင်းလည်းမရှိဘူးကိုတို့ရဲ့အကြောင်းလို့ကိုတို့ကကိုတို့ရဲ့ brand ကိုဒီလိုပုံစံမျိုးနဲ့ဖြစ်စေချင်ဘူးမာရီလည်းပဲစနေနဲ့လုပ်လိုက်လို့ရတယ်ကွာကိုတို့အခုပတ်စံရှိတယ်အခုပတ်စံအခုတော့ကောက်ထုတ်လိုက်မယ်ကိုတို့ချမ်းချင်ပြီးလုပ်မယ်ကွာကိုစလိန်နဲ့လုပ်လို့ကဘလုံးလည်းလို့ရအခုချက်ချင်းအဆင်ပြေပါမယ်ကွာကိုတို့အပိလည်းပြန်ရှိတယ်ဒါပေမဲ့အကိုတို့တွေကခဏပဲ နော် online မှာ online business မှာခဏပဲရှိနေမှာအခုကအဲ့လိုတွားချင်တာမဟုတ်ဘူးအကိုတို့ရဲ့ deep brand ကသူကကိုတို့ရဲ့သမီးလေးနဲ့မနေနဲ့လောက်ခါတာဖြစ်တယ်ပြီးလို့ရှိရင်ကိုတို့ရဲ့သမီးလေးရဲ့ image လည်းရှိတယ်သူကသမီးလေးနဲ့ငယ်သွားမှာမဟုတ်ကြီးလာမှာပေါ့သူကြီးလာတဲ့အခါကျတော့ကိုတို့ကွာချက်တလို့ပြောချက်တလို့ဆဲချက်တလို့ဆိုချက်တလို့ဘလဲအကိုကရတယ်အကိုရဲ့သမီးလေးကြီးလာလို့သူတိတိတဲ့အရေလာအဲ့လိုမျိုးဖြစ်တယ်အဲ့လိုမျိုး feeling တွေသူ့မှာခံစားကြည့်ရင်အဓိကတော့သူ့ရဲ့ပုံရိပ်အတွက်ကိုတို့က ဒီစနစ်နဲ့မသွားဘူးဆိုတော့ကိုတို့ကပြောလာတာပြီးတော့ကိုတို့အားပေးဝင်နေတယ်ချစ်ရတဲ့ညီကိုမောင်မောင်ရဲ့တယောက်ချင်းစီလည်းဒီလိုလေးတော့မသွားပါနဲ့ဒီလိုလေးသူတို့ရဲ့ပြောတဲ့ဟာတွေကိုတို့ကရှင်းပြတဲ့ထင်ပြောခံပါလားဩဒါဆိုလို့ရှင်တော့ငါတို့ဒီလိုတော့ပူကောင်းတယ်ဆိုပြီးကိုလည်းအဲ့လိုခံစားတာเนาะညီမလေးဒီနေ့ဒီချင်းကိုတို့ဘယ်သူ့မှမစောပါဘူးเนาะစောနေတယ်ကျွန်တော်သမီးရဲ့ကျွန်တော်သမီးလေးရဲ့အိမ်မေးနေကျွန်တော်ရဲ့အမျိုးသမီးရဲ့ကိုလေးကောင်ကာကွယ်တဲ့အနေနဲ့ညီမလေးကိုပြောလိုက်တယ်เนาะနီလာဆိုတာလေလွန်ခဲ့တဲ့6နှစ်လောက်ပဲ online ပေါ်မှာဘယ်ဘရန်နဲ့ဘယ်လိုရည်တည်ဘယ်လိုစူးစမ်းနေလဲဆိုတော့ညီမလေးလေ့လာနိုင်အောင်เนาะအဲ့ဒါလေးတော့ပြောချင်တယ်เนาะ